မင်္ဂလာပါရှင်တင်းနှသာဤတိုင်းသတင်းဌာနမနက်ခင်းသတင်းအစီအစဉ်ရဲ့အော်တိုဘာလ18ရက်နေ့အတွက်နောက်ဆုံးရသတင်းတွေကိုပြောပြပေးမှာပဲဖြစ်ပါရယ်ရှင်တင်းနှသာဤတိုင်းသတင်းဌာနရဲ့မနက်ခင်းသတင်းအစီအစဉ်ကိုအပတ်စဉ်တင်းနှလာနေ့ကနေတောက်ကြနေ့အထိပုံမှန်တင်ဆက်သွားပါမယ်ရှင်ထိုင်းနိုင်ငံမှာရှိတဲ့နိုင်ငံသားသားအလုတ်သမားတွေကိုပန်းရောင်ဘတ်အလုတ်သမားမှတ်ပုံတင်အသစ်ရိုက်ပေးမဲ့အစီအစဉ်ကိုခိတ္တရွှေဆိုင်လိုက်ပြီးလို့အလုတ်အကင်ရှာဖွေရေးဦးစီးဌာန DOE ကကြေညာလိုက်ပါတယ် အစကဘတ်အစ်စ်ဖွင့်ပေးတာကိုအော်တိုဘာလ15ရက်နေ့မှာစတင်ဖို့အစီအစဉ်ထားပေမဲ့လက်ရှိနေဆက်ဒေတာတွေမှာအခြေအနေတွေမတိမငိမ့်ဖြစ်နေလို့အစီအစဉ်ကိုရွှေ့ဆိုင်းလိုက်တာလို့ကြေညာချက်ကဆိုပါတယ်အစီအစဉ်ပြန်လဲစတင်မဲ့ရက်ကိုနောက်ပိုင်းမှာထပ်ပြီးကြေညာပေးသွားမှာဖြစ်တယ်လို့ DOE ကထုတ်ပြန်ထားပါတယ်ရေပြူမြို့နယ်အတွင်းမှာစစ်တပ်စစ်ကြောင်းတွေတပ်ဖြန့်ပြီးအင်အားဖြည့်တင်းတာတွေလှုပ်ဆောင်နေတယ်လို့ဒေတာခန်တွေကဆိုပါတယ် နေ့ကမနက်ပိုင်းမှာရေဖြူအနောက်ဘက်ကန်းကရက်တော်မူဖရားအနီးကစစ်တပ်ကိစ္စခန်းကို နောက်ထပ်အင်အား90လောက်ထပ်မံရောက်ရှိနေပြီးတောက်ကညာရွာဖုံးကြီးကျောင်းနဲ့ရွာထဲမှာလည်းစစ်သားတွေတပ်ဖြန့်ထားတယ်လို့သိရပါတယ်။ဒါအပြင်ရလိုင်းရွာဘက်ကိုရောက်ရှိနေတဲ့အင်အား100လောက်ရှိတဲ့စစ်တပ်စစ်ကြောင်းကလည်းအခုလ15ရက်နေ့ညပိုင်းကဘကောစွန်းရွာဘက်ကိုထွက်ခွာသွားပြီးတဲ့နောက်မနေ့ကမနက်မှာရလိုင်းရွာဘက်ကိုပြန်လည်ရောက်ရှိနေတယ်လို့ဒေသခံတွေကဆိုပါတယ် အော်တိုဘာလ14ရက်ကမူဒူးရွာကနေထွက်ခွာလာတဲ့အဲ့ဒီစစ်ကြောင်းဟာအဲ့ဒီနေ့ညနေပိုင်းမှာရလန်ရွာကိုလက်နက်ငယ်တွေနဲ့ပြစ်ခတ်ဝင်ရောက်ခဲ့တာပဲဖြစ်ပါတယ်။ထိုင်းမြန်မာနယ်စပ်ကရင်ပြည်နယ်ဘက်ကနေရာတချို့မှာ Starlink Internet တွေအော်တိုဘာလ16ရက်နေ့မနက်ပိုင်းကနေစလို့ပြတ်တောက်မှုတွေဖြစ်နေတယ်လို့သိရပါတယ်။တရုတ်မြန်မာထိုင်းသုံးနိုင်ငံကြားဖြန့်နှိမ်နှင်းရေးပြုလုပ်ခဲ့တဲ့များရီမှာ အွန်လိုင်းငွေလိမ်လုပ်ငန်းတွေက Starling Internet ကိုသုံးပြီးဆက်လက်လက်ပတ်နေတယ်လို့ AFP သတင်းဌာနကစုံစမ်းရေးသားခဲ့ပါတယ်။ American Congress လွှတ်တော်ကလည်းအဲ့ဒီကိစ္စ Starling ကိုစစ်ဆေးကြားနာမှုတွေပြုလုပ်နေတယ်လို့ဖော်ပြထားပါတယ်။တနင်္သာရီမျိုးနဲ့တစ်ပင်6ရွာအနီးမှာစစ်တပ်နဲ့တော်လှန်ရေးတပ်တွေတိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ဒေသခံတွေကဆိုပါတယ်။အခုလ16ရက်နေ့မနက်ပိုင်းမှာတစ်ပင်6ရွာအနီးကိုစစ်တပ်ကစစ်ကြောင်းထိုးလာတာကြောင့်တော်လန်ရေးတပ်တွေနဲ့တိုက်ပွဲဖြစ်ပွားခဲ့တာလို့သိရပါဗျ။ တနင်္သာရီမောတောင်လမ်းပိုင်းမှာရှိတဲ့တိန်ခွန်းကျေးရွာမှာလည်းလွန်ခဲ့တဲ့နှစ်ရက်ကနေစလို့စစ်တပ်နဲ့တော်လှန်ရေးတပ်တို့တိုက်ပွဲပြန်လည်ဖြစ်ပွားနေပါတယ်။ပဲခူးတိုင်းလဗရန်မြို့နယ်တရချောင်းကျေးရွာဘက်ကိုမိရှုဖျက်ဆီးဖို့စစ်ကြောင်းထိုးလာတဲ့စစ်သားတွေကိုပြည်သူ့ကာကွယ်ရေးတပ်မတော် PDF တွေတိုက်ခိုက်လို့စစ်တပ်ဘက်က15ဦးသေဆုံးခဲ့တယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနကထုတ်ပြန်ထားပါတယ်။အခုအော်တိုဘာလ15ရက်နေ့ကတိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်တပ်ဘက်က12ဦးကိုလည်းစစ်တုံးမှန်အဖြစ်ဖမ်းဆီးရရှိခဲ့တယ်လို့ NUG ကကွယ်ရေးဝန်ကြီးဌာနကဆိုပါတယ်။ဒါအပြင်လက်နက်အစုံ16လက်ခဲယမ်းတွေနဲ့စစ်တုံးပစ္စည်းအများအပြားကိုလည်းတင်စီနိုင်ခဲ့တယ်လို့သိရပါတယ်။စစ်အုပ်စုကျင်းပမဲ့အတူရောင်ရွေးကောက်ပွဲဆန့်ကျင်ရေးလူထုတပိတ်လှုပ်ရှားမှုကိုတဝဲခရိုင်လောင်းလုံးမြို့နယ်မှာအော်တိုဘားလ16ရက်နေ့ကပြုလုပ်ခဲ့ပါတယ်။ဒီလူမှုတပိတ်လှုပ်ရှားမှုကိုဒဝဲခိုင်ဒီမိုကရေစီအရေးလှုပ်ရှားမှုတပိတ်ကော်မတီ DTMSC ကဦးဆောင်ပြီးလောင်းလုံးမျိုးပေါ်မှာမနေ့ကနေ့လယ်ပိုင်းမှာလှုပ်ဆောင်ခဲ့တာပါ။စေအုပ်စုကဦးစီးကျင်းပမဲ့အတူရောင်ရွေးကောက်ပွဲကိုစန့်ကျင်တပိတ်မှောက်ကြဖို့တိုက်တွန်းတဲ့အနေနဲ့အတူရောင်ရွေးကောက်ပွဲတပိတ်မှောက်ဖက်ထရယ်လန်းကိုရဲရဲရှောက်ကောင်းစဉ်နဲ့အဲ့ဒီလှုပ်ရှားမှုကိုပြုလုပ်ခဲ့တာလို့သိရပါဗျ။တနင်္လာနေ့တိုင်းသတင်းဌာနရဲ့မနက်ခင်းသတင်းအစီအစဉ်ကိုနားဆင်ပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။